လုံးမဲ့မင်္ဂလာပါခင်ဗျာ Myth Horizon ကနေပြီးတော့ပြန်လည်ကြိုဆိုပါရခင်ဗျာအာရှရဲ့ဒဏ္ဍာရီတွေထဲမှာလူသားတွေရဲ့စိတ်ကို အတော်လေးလွှမ်းမိုးထားပြီးတော့အချိန်နဲ့မျှပုံစံအမျိုးမျိုးပြောင်းလဲနေတဲ့သတ္တဝါတစ်ကောင်ကိုရွေးထုတ်ပြပါဆိုရင်တော့အမိကိုကြောင့်မြေခွေးပြင်အခြားမရှိနိုင်ပါဘူးဗျသူ့ရဲ့ဇလန်းဟာတခါတရံမှာငြိမ်းချမ်းတာယာခြင်းရဲ့ နမိတ်တစ်ခုဖြစ်နေတတ်သလိုတခါလေမှာတော့တိုင်းပြည်တပြည်ကိုပြာပုံဘဝရောက်သွားစေနိုင်တဲ့ကဘာပြက်စီမဲ့မိစ္ဆာတကောင်ဖြစ်ပြောင်းလဲသွားပြန်ပါတယ်ဒီနေ့မှာတော့သူ့ရဲ့မူလဖြစ်တည်မှုအစကိုအခြေခံပြီးတော့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့တရုတ်ဂျပန်နဲ့ကိုရီးယားတို့မှာသူ့တန်တားကြီးဘယ်လိုမျိုးဖြစ်တည်လာခဲ့လဲဆိုတာကိုပြောပြပေးသွားမှာပါ သူ့ရဲ့ဖြစ်တည်မှုနောက်ွယ်မှာရှိနေတဲ့ကောင်းခြင်းဆိုခြင်းပညာဉာဏ်နဲ့လှည်စားခြင်းအထက်နဲ့ဖြစ်စည်းခြင်းဒီလိုမျိုးနဲ့နဲ့တဲ့ဒိဋ္ဌဘောတရားတွေကိုပါအသေးစိတ်နက်နက်ရှိုင်းရှိုင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ Okay အဲ့ဒါဆိုရင်တော့သူ့ရဲ့ဒနာယီခီးရှည်ကြီးအကြောင်းကိုအစပြုလာတဲ့တရုတ်ယဉ်ကျေးမှုကနေစတင်လိုက်ကြရအောင်ဗျ။အမီကိုကျောင်းမြေခွေးရဲ့အစောဆုံးမှတ်တမ်းကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကခြေအောင်ကျန်းစာတစ်ခုဖြစ်တဲ့ တောင်ပင်လယ်ကနဝင်းချမ်းရှာဟိုင်းကျင်းမှာစတင်တွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်ကသူ့ရဲ့ဖြစ်တည်မှုဟာအခုခေတ်လိုကြောက်စရာကောင်းတဲ့ပုံစံမျိုးလုံးဝမဟုတ်ခဲ့ပါဘူး။သူဟာကောင်းကြီးမင်္ဂလာရဲ့တင်ကြတာတစ်ခုအဖြစ်တောင်သတ်မှတ်ခံခဲ့ရတယ်ဗျ။တိုင်းပြည်မှာပညာရှိမင်းကောင်းမင်းမြတ်တပါအုပ်ဆိုးတဲ့အခါမျိုးမှာပေါ်ထွက်လာတတ်တဲ့နတ်သားရဲ့တကောင်ဆိုပြီးတော့တိကြတာပေါ့ဗျာ။ သူ့ကိုအဖြူရောင်ဒါမှမဟုတ်ရွှေရောင်အမွှေးတွေနဲ့ဖော်ပြလေရှိပြီးတော့သူ့ရဲ့အော်တန်ဟာကလင်းငယ်တယောက်ရဲ့ငိုတန်နဲ့ဆင်တူတယ်လို့ဆိုပါတယ်။ကောင်းကင်ဘုံနဲ့ဆက်သွယ်နိုင်တဲ့နတ်သားရဲ့တကောင်လည်းဖြစ်တယ်ပေါ့ဗျာ။ဒီလိုသူ့ရဲ့ကောင်းမြတ်တဲ့အစဉ်တန်းကို အခိုင်အမာဆုံးဖြစ်စေခဲ့တဲ့ဇလန်းကတော့ ရေဘေးကိုဖြည့်ရှင်းပေးခဲ့တဲ့ရှေးသူရဲကောင်းမင်းကြီးယူနဲ့ပတ်သက်တဲ့ဒန်းသားကြီးပါပဲယူရအသက်30အရွယ်အထိတိုင်းပြည်အတွက်ပဲလှုပ်လှုပ်နေပြီးတော့အိမ်တော်မပြုတ်ပစ်ခဲ့ပါဘူးဒီနေ့မှသူကငါသာအိမ်တော်ပြုတ်ဖို့ကံပါရင်ထူးခြားတဲ့နမိတ်တစ်ခုခုပြပါလို့ဆူတောင်းလိုက်တဲ့အခါမှာသူ့ရှေ့ကိုအမိကိုချောင်းပါတဲ့အဖျူရောင်မြေခွေးတကောင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်ရှိအစိုးရအမိကိုเจ้าဟာမျိုးဆက်အများပြားတိုးပွားခြင်းရဲ့တင်ကြတာဖြစ်တာကြောင့်ယူဟာတာကိုကောင်းတဲ့နမိတ်ဖြစ်မှတ်ယူပြီးတော့ အိမ်တော်ပြုခဲ့ရာကနေနောက်ပိုင်းမှာရှပီတောင်ကိုတီထောင်နိုင်တဲ့အေဂရစ်တပါဖြစ်လာခဲ့တယ်လို့ပဲဆိုပါတော့ဗျာ ဒါပေမဲ့သူ့ရဲ့ဖြစ်တည်မှုကိုအကောင်းကနေအစိုးဘက်ကိုပြောင်းပြန်ဖြစ်သွားစေခဲ့တဲ့အဓိကအလှည့်ပြောင်းကတော့မင်းမင်းဆက်မှာရေးသားခဲ့တဲ့ကောင်းကင်နမင်းသက်မှတ်ချင်းဆိုတဲ့ဂန်ဝင်ဝိတုကြီးကြောင့်ပါပဲဒီဝိတုထဲမှာနှစ်ပေါင်းတစ်ထောင်သက်တမ်းရှိတဲ့အမိကိုเจ้าမြေခွေဝိညာဉ်တကောင်ဟာရှမ်းမင်းဆက်ကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပါတယ်အဲဒီနောက်မှာသူဟာဣဂရစ်ကျိုးရဲ့ရှင်သူမရှိချောမောလှပတဲ့မိဖုရားလောင်းတာကြည့်ရဲ့ခန္ဓာကိုယ်ရဲကိုဝင်ပူးကပ်ပြီးတော့ဣဂရစ်ကိုဖျားယောင်းသွေးဆောင်ခဲ့ပါတယ် တာကြည်ရဲ့လဲစားမှုတွေကြောင့်အေဂရစ်ဟာတိုင်းပြည်ကိုပျက်စီးစေမဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဒူးစရိုက်အမျိုးမျိုးကိုလှုပ်ဆောင်ပြီးတော့ဇိမ်ခံရီမှုရင်းသာနေခဲ့တာပေါ့ဗျာဒီနေရာမှာရှမ်းမင်းဇက်လို့ပြောပြီးဘာကြောင့်အေဂရစ်ကျိုးလို့သုံးရတယ်လဲဆိုရင်တော့သူ့ရဲ့မကောင်းမှုဒူးစရိုက်တွေကိုနောင်လာနောင်သားတွေအမြင်မှတ်မိနေအောင်လို့ပါကဲဇလန်းကိုဆက်ရရင်တော့နောက်ဆုံးမှာတာကြည်ရဲ့လူရက်တွေကြောင့်တိုင်းပြည်တစ်ခုလုံးဗျမ်းပရာဖြစ်ပြီးတော့ပြည်သူတွေရဲ့မကျေနပ်မှုတွေပေါက်ကွဲထွက်လာခဲ့ပါတယ် ဒီလိုနဲ့ကြမ်းကြည်ရဥဆောင်နဲ့ဒေါ်လာရေးတပ်ဖွဲ့ကနန်းတော်ကိုတိမ့်ပိုက်လိုက်တဲ့အခါမှာတော့ရှမ်းမင်းဆက်နန်းကျသွားပြီးတော့တာကြည်လည်းသူ့ရဲ့ပုံစံအမှန်ဖြစ်တဲ့အမိကိုကြောင့်မြေခွေးအဖြစ်နဲ့အသက်ခံလိုက်ရတယ်လို့ဆိုပါတယ်။ကြမ်းကြည်အကြောင်းပြည့်စုံတည်ထားခြင်းလေကျွန်တော်အရင်ကလုပ်ထားတဲ့ဒီဗီဒီယိုလေးပါသွားကြည့်လို့ရပါတယ်ခင်ဗျ။ ီဇလန်းကြောင့်ပဲအမီကိုးကြောင့်မြေခွေးဟာတိုင်းပြည်ကိုဖျက်ဆီးတတ်ပြီးတော့ယောက်ျားတွေကိုဖျားယောင်းတတ်တဲ့အလာပကေးမိတ်စာဆိုတဲ့ပုံရိပ်တစ်ခုဖြစ်နေလူတွေရဲ့အသည့်ထဲမှာဆွေးမြဲသွားခဲ့တာပါဒီလိုနဲ့အမီကိုးကြောင့်မြေခွေးကိုမိတ်စာဆိုပြီးတော့တော်တော်များများကသတ်မှတ်လာတော့တာပေါ့ဗျာသူ့ရဲ့ဒဏ္ဍာရီဘလို့ထွက်ပေါ်လာသလဲဆိုတာသိပြီးပြီဆိုတော့ဂျပန်ရင်ကျင်းမှုတွေကခီဆူနဲလို့အသိများတဲ့အမီကိုးကြောင့်မြေခွေးအကြောင်းကိုဆက်သွားလိုက်ကြရအောင်ဗျာ ဒီတနအီယာပင်လယ်ကိုဖြတ်ပြီးတော့ဂျပန်ပြည်ကြီးကိုရောက်သွားတဲ့အခါမှာတော့သူ့ရဲ့ဇလန်းကပိုးရှုပ်ထွေးပြီးနည်းနည်းလာခဲ့တယ်ပေါ့ဗျာဂျပန်မှာတော့သူတို့ကိုခီဆူနဲလို့ခေါ်ပြီးတော့သူတို့ရဲ့စိတ်နေတဘာဝဟာအဖြူမဲမကွဲပြားတော့ပဲယုံကြည်မှုအမျိုးမျိုးနဲ့အားလုံးကလက်ခံလာကြပါတယ်ဒီအမိကိုကြောင့်မြေခွေးကိုပဲဂျပန်မှာဆိုနှမျိုးနှစားအတိများကြပါတယ်အဒီလိုနဲ့ဇန်ဂိုးလို့ခေါ်တဲ့ကောင်းမြတ်တဲ့မြေခွေးရဲ့ရာဂိုးလို့ခေါ်တဲ့အရင်ဆိုင်မြေခွေးရဲ့ဆိုပြီးတော့ ဖြစ်လာခဲ့တာပေါ့ဗျာဇန်ကိုကတော့နာမည်အတိုင်းကောင်းတဲ့ဘက်ကပါ အထူးသဖြင့်စံရီစပါးနဲ့စီးပွားရေးကိုစောင့်ရှောက်တဲ့ရှင်တိုနဗျာအီနာကြီးရဲ့တမန်တော်ဖြစ်သက်မှတ်ခံရပြီးတော့လူတွေကိုကောင်းကျိုးပေးပါတယ်ဂျပန်နိုင်ငံတဝန်းကအီနာကြီးနတ်ကုန်းတွေမှာဆိုရင်အမီကိုကြောင့်မြေခွေးရုပ်တုတွေကိုအဆောင်အရှောက်ဖြစ်နေရာတိုင်းမှာတွေ့မြင်ရမှာပါသူတို့ကအများအပြားအဖြူရောင်နဲ့ပုံဖော်လေးရှိပါတယ် ရာကိုကတော့လူတွေကိုလဲစားတက်ပြီးတော့ဒုက္ခပေးတတ်တဲ့မကောင်းဆိုးဝါးတွေလို့ပဲဆိုရမယ်ဗျ။သူတို့ကတော့တရုတ်နဲ့ကိုရီးယားတန်တားကြီးတဲကမြေခွေးတွေနဲ့ပို့ပြီးတော့ဆင့်တူပါတယ်။အရင်လာတဲ့မိမပြိုလေးအသွင်ဖန်ဆင်းပြီးလူတွေကိုဖျားယောင်းတာစိတ်ချောက်ချောင်းလှည့်စားတာလမ်းမောင်းညွှန်ပြတာမျိုးတွေပြုလုပ်တတ်ကြပါတယ်။ဒါပေမဲ့သူတို့ကတသက်မဲ့တပ်ဖြတ်ဖို့ရည်ရတာမျိုးထက်လူတွေကိုဒုက္ခပေးပြီးပျော်မွေးတတ်တဲ့သဘာဝမျိုးပိုရှိတယ်လို့ဆိုရမယ်ဗျ။ဒီထဲမှာမှဂျပန်ရဲ့အကြော်ကြားဆုံးအမီကိုเจ้าမြေခွေးကတော့တာမန်ုံ ဲပါဒနာရီယသူဟာတာကြည့်ဖြစ်တိုင်းပြည်ကိုဖျက်ဆီးခဲ့ပြီးနောက်ဂျပန်ပြည်ကိုပင်လယ်ဖြတ်ကူပြီးတော့ထွက်ပြေးလာခဲ့တယ်လို့ဆိုကြပါတယ် သူဟာ Heian Kim မှာ Agree ဘရင်တိုဘရဲ့နန်းတော်အတွင်းမှာရောက်ရှိလာတဲ့တိတ်ကိုချောမောလှပပြီးတော့ဉာဏ်ပညာထက်မြက်တဲ့မိမပြိုလီတယောက်ပေါ့ဗျာ။ဘရင်ကလည်းသူ့ကိုမြင်မြင်ချင်းဆွဲလန်းချစ်ခင်သွားပြီးတော့အချစ်ဆုံးကိုလို့တော်ဖြစ်နေတော်ကောက်ခဲ့ပါတယ်။ဒါပေမဲ့သူနန်းတော်ကိုရောက်လာပြီးတိတ်မကြခင်မှာပဲ Agree ဘရင်ဟာအကြောင်းရင်းမသိထူးထူးဆန်းဆန်းနာမကျန်းဖြစ်လာခဲ့ပါတယ်။နန်းတွင်သမားတော်တွေဘလောက်ပဲကူးသပါစေဘရင်ရဲ့ကျမ်းမာရေးကတဖြည်းဖြည်းနဲ့ပိုဆိုးလာပါတယ်။ဒီချိန်မှာနန်းတွင်ရဲ့နတ်ဆရာကြီးအာဘေနိုယာ စုနာယီကဘယင်ကြီးကုလို့ဖြစ်နေရတာဟာထာမမွန်နိုအေးရဲ့မကောင်းတဲ့စွမ်းအားတွေကြောင့်ဆိုတာတွက်ချက်ပြီးတော့သိလိုက်ရပါတယ်။နောက်ဆုံးမှာအာဘန်နိုယာစုနာယီဟာကြီးကျက်ခမ်းနားတဲ့နတ်ဖျားပင့်ဖိတ်ပွဲတွေလုပ်ပြီးတော့မြေခွေးမိဆာရဲ့ပုံစံမန်ကိုဖော်ထုတ်လိုက်တဲ့အခါမှာတော့ထာမမွန်နိုမဲဟာ ရွှေရောင်မွေးတွေနဲ့အမီကိုကြောင့်ပါတဲ့မြေခွေးမိစာကြီးဖြစ်ပြောင်းလဲသွားပြီးတော့နန်းတော်တွေကနေထွက်ပြေးသွားခဲ့ပါတယ်။အဲဒီနောက်မှာအီဂရစ်ကဂျပန်ရဲ့တော်စုံစစ်သူရဲတွေကိုဆေလွတ်ပြီးတော့သူ့ကိုလိုက်လံနှိမ်ရင်းစေခဲ့ပါတယ်။ပြင်းထန်တဲ့တိုက်ပွဲနဲ့ဇတိမှုတွေပြီးမှာတော့သာမမွန်နိုမဲဟာအသက်ခံလိုက်ရပြီးတော့သူ့ရဲ့ဝိညာဉ်ကကြောက်တုံးတုံးဖြစ်နေပြောင်းလဲသွားခဲ့ပါတယ်။အဲဒီကြောက်တုံးကိုတေမင်းကြောက်တုံးလို့ခေါ်ပြီးတော့သူ့နာကိုကတ်လာတဲ့တက်ရှိမှန်သမျှကိုအစိမ့်ငွေတွေနဲ့ဒေးစီနိုင်တယ်လို့ယနေ့အထိဒဏ္ဍာရီဖြစ်ကြံ ရှိနေခဲ့ပါတယ်။ကိုရီးယားယဉ်ကျေးမှုတွေကိုဆက်သွားကြည့်ရမယ်ဆိုရင်တော့ဝမ်နေဖို့ကောင်းတဲ့ကူမီဟိုဆိုတဲ့မိစ္ဆာမလေးအကြောင်းကိုပြောရတော့မှာပဲဗျာ။ကိုရီးယားကျွန်းဆွယ်ကိုဒီတနာရီရောက်သွားတဲ့အခါမှာတော့သူ့ရဲ့တနာရီကပိုကြောက်စရာ ကောင်းပြီးတော့ဝမ်းနေစရာဖြစ်သွားခဲ့ပါတယ်။ကိုရီးယားမှာတော့သူတို့ကိုကူမီဟိုလို့ခေါ်ပြီးတော့အမြဲတမ်းလိုလိုမကောင်းဆိုးဝါးဖြစ်နေတတ်ပါတယ်။ကူမီဟိုရဲ့အတိတ်ရည်ရွယ်ချက်ကတော့လူသားစစ်စစ်တယောက်ဖြစ်လာဖို့ပါပဲ။ဒီလိုဖြစ်ဖို့အတွက်လည်းသူတို့ဟာလူသားတွေရဲ့အသေးဒါမှမဟုတ်နှလုံးသား ကိုအည်တွက်ပြည့်တဲ့အထိစားသုံးရတယ်လို့ဆိုကြတယ်ဗျဒီအချက်ကြောင့်ပဲကူမီဟိုဟာလူတွေကိုတတ်ဖြတ်စားတော့ဖို့ ချောင်းမြောင်းနေတဲ့သွေးစာနေတဲ့မိစ္ဆာတကောင်ဖြစ်ပုံဖော်ခံရတာပါပြည်ပြည်စုံစုံပြောရရင်တော့ကူမီဟိုမှာသူ့ရဲ့အသက်ဝိညာဉ်လိုဖြစ်တဲ့မြေခွေးပလဲရှိပါသေးတယ်ဒီပလဲလုံးလေးထဲမှာသူ့ရဲ့စွမ်းအားနဲ့အသိပညာတွေကစူးစီးနေတယ်လို့ဒီပလဲကိုတုံးပြီးလဲလူရီစီကအသက်တက်ကိုဆုပ်ယူနိုင်ပါတယ်ဒါပေမဲ့ဒီပလဲဟာသူ့ရဲ့အကြီးမားဆုံးအစွမ်းဖြစ်တယ်လို့သူ့ရဲ့အကြီးမားဆုံးအားနဲ့ချက်လဲဖြစ်နေပြန်တာပေါ့ဗျာ လူရပုံမြင်တွေထဲမှာဆိုကူမီဟိုဟာအမြဲတမ်းလိုလိုမကောင်းဆိုးဝါးဖြစ်သတ်မှတ်ခံရပေမဲ့သူ့ရဲ့မကောင်းမှုတွေဟာမွေးရပါဆိုးသွမ်းလို့မဟုတ်ပဲလူသားဖြစ်ခြင်းနဲ့ဆန္ဒကနေပဲမြပြားခံလာတာလို့ရည်ညွှန်းကြတာများပါတယ် ဒါကြောင့်ပဲကူမီဟိုဟာမွေးရပါစိုးသွမ်းတဲ့မိစ္ဆာတကောင်ဆိုတာထက်လူသားဖြစ်ခြင်းနဲ့ဆန္ဒကြောင့်မာယွန်းရဲ့လမ်းကိုရွေးချယ်မိသွားတဲ့ကျမငင်းနဲ့ဇက်ကောင်တယောက်ဖြစ်နေပုံဖော်ခံရတာများပါတယ်။ဒီချက်ကြောင့်ပဲဒီနေ့ခေတ်ခေတ် drama တွေမှာ သူ့ကိုကြောက်စရာဇက်ကောင်အဖြစ်ရော စာနာစရာကောင်းတဲ့ဇက်ကောင်ဖြစ်ပါတွေ့မြင်နေရတာပေါ့ဗျာ။ အမီကူးကြောင်းမြေခွေးဟာရှေးအောင်ဒန်နာရီတဲမှာပဲကြံနေခဲ့တာတွေမဟုတ်သေးပါဘူးဗျဒီနေ့ကအနီမေတွေဗီဒီယိုဂိမ်းတွေရုပ်ရှင်တွေတဲမှာလည်းတော်တော်များများပါဝင်ပတ်သက်နေသေးတာပါမြေခွေးတကောင်ဟာနှစ်ပေါင်းတစ်ထောင်ကြင့်ကြံမှအမီကူးကြောင်းမြေခွေးဖြစ်လာနိုင်တာကြောင့်သူ့မှာအဆုံးမဲ့တဲ့အသိပညာတွေရှိနိုင်တယ်လို့သတ်မှတ်လို့ရတယ်မဟုတ်လားအဲဒါပေမဲ့အဲ့ဒီကြီးကျယ်တဲ့ဉာဏ်ပညာကပဲသူ့ကိုလူသားတွေရဲ့အားနည်းချက်တွေကိုအသုံးချပြီးတော့ လို့တို့ချယ်လယ်နိုင်တဲ့အန်ရဲ့အရှိဆုံးလဲစားတတ်တဲ့မိစ္ဆာတကောင် ဖြစ်လာစေပြန်ပါတယ်။သူဟာလူသားတယောက်ရဲ့နှလုံးသားကိုပိုင်ဆိုင်ခြင်းလို့လူသားတွေရဲ့နှလုံးသားကိုစားသုံးနေမိပါတယ်။ဏိကုံးချုပ်ပြောရရင်တော့အမိကိုကြောင့်မြေခွေးဆိုတာဟာအလုံးတည်ထားတဲ့အတိုင်းရိုးရှင်းတဲ့မိစ္ဆာတကောင်ဒါမှမဟုတ်နတ်ဘုရားတပါမဟုတ်ပါဘူးဗျာ။သူဟာယဉ်ကျေးမှုတစ်ခုနဲ့တစ်ခုဘလို့ကူးလူးဆက်ဆံပြီးတော့ကိုပိုင်အထိပယ်တွေပြန်လဲဖန်တီးကြတယ်လဲဆိုတာကို ပြသနေတဲ့တက်ရှိတာရကတစ်ခုလိုပါပဲဗျာ။ သူတန်တာတွေဟာကျွန်တော်တို့လူသားတွေရဲ့ပညာဉာဏ်နဲ့လှည့်စားမှုဖန်တီးခြင်းနဲ့ဖြည့်ဆည်းခြင်းအချစ်နဲ့ဆုံးရှုံးခြင်းတို့ကိုထင်ဟပ်စေတဲ့မှန်တစ်ချက်ဖြစ်တာကြောင့်ပဲနေပေါင်းထောင်ချီကြာမြင့်တဲ့အထိကျွန်တော်တို့ကိုဆက်ပြီးတော့ဆွဲဆောင်နေနိုင်တာဖြစ်ပါရယ်ခင်ဗျဒီလိုဆိုရင်အမီကိုကြောင့်မြေခွေးနဲ့ပတ်သက်ပြီးတော့အဲဒဏ္ဍာရီယဉ်ကျေးမှုပေါင်းစုံကိုတည်သွားကြမယ်လို့ထင်ပါရယ်ခင်ဗျဒီဗီဒီယိုလေးမှာကျွန်တော်အကြံပေးချင်တာလေးတစ်ခုရှိပါရယ်ခင်ဗျအဲအရန်လာတဲ့ကောင်မလေးတွေကိုကြီးစားလုပ်တော့မယ်ဆိုလို့ရှိရင်တော့သူတို့မှာအမီကိုကြောင့် ါမပါဆိုတော့တော့အရင်စမ်းသက်ကြည့်ဖို့မမေ့နဲ့အောင်နော်စတာပါအဆုံးထိနားထောင်ပြီးတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်သွားဖို့လည်းမမေ့ပါနဲ့အောင်နော်နားဆင်သူအားလုံးအသက်ရှူတိုင်းဝေဝင်ကြပါစေခင်ဗျနောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်နော်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျ